အိန္ဒိယတပ်ဖွဲ့တွေကပါကစ္စတန်နိုင်ငံအတွင်းပိုင်းမှာရှိတဲ့နျူကလ িয়ার လက်နက်တူလောင်ရုံတွေကိုထိမှန်အောင်တိုက်ခိုက်လိုက်ပါပြီ။2024ခုနှစ်မေလ10ရက်နေ့ဟာနျူကလ িয়ার စစ်ပွဲကြီးကိုအစပြုမဲ့နေ့တစ်နေ့ဖြစ်လာနိုင်ပါတယ်။ကမ္ဘာကြီးဟာတတိယကမ္ဘာစစ်ဖြစ်ဖို့ဘလောက်နီးကပ်သွားပြီလဲဆိုတာကိုတော့လူအများစုကသတိမထားမိကြသေးပါဘူး။အခုဆိုရင်တော့ကမ္ဘာအင်အားကြီးနိုင်ငံတွေဟာလည်းကြောက်လန့်ကြဖြစ်နေကြပါပြီ။အမေရိက၊ရုရှား၊တရုတ်၊ဥရောပသမဂ္ဂဘယ်သူပဲဖြစ်ဖြစ်ပါ အားလုံးလူလူဟာညဘက်ကောင်းကောင်းအိတ်မပြောနိုင်ကြတာကြာပါပြီ။ဒါကြောင့်ပဲအမေရိကန်ကချက်ချင်းအပြစ်ခတ်ရစဲရေးလုပ်ဖို့ဝင်ရောက်ဖိအားပေးတာဖြစ်ပါတယ်။နောက်ဆုံးရသတင်းများအရအမေရိကန်ဟာဒီစစ်ပွဲရဲ့အလားအလာနဲ့ပတ်သက်တဲ့စိုးရိမ်ပွဲရာသတင်းအချို့ကိုရရှိခဲ့တယ်လို့ဆိုထားပါတယ်။ဒီတဲ့တွေကဘာတွေလဲဆိုတာကိုသူတို့ကလူသိရှင်ကြားဖွင့်ပြောကြပါမယ်လူတိုင်းဒီပါကအကြံဉာဏ်အဖြစ်ခံမှန်းမိနေကြပါပြီ ဒါပေမဲ့အရင်ဆုံးဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေကိုနည်းနည်းပြန်ကြည့်ရအောင်ပါအေဗီလာ22ရက်နေ့မှာပါကစ္စတန်အကြမ်းဖက်သမားတွေဟာအိန္ဒိယနိုင်ငံထဲမှာရက်ဆက်ပြီးလူမဆန်တဲ့အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုကိုပြုလုပ်ခဲ့ကြပါတယ်။25ရက်အကြာမေလ9ရက်နေ့မှာတော့အိန္ဒိယကပါကစ္စတန်နိုင်ငံရဲ့အတွင်းပိုင်းထဲမှာပုံအောင်နေတဲ့အကြမ်းဖက်သမားတွေရဲ့အဓိကစခန်းတွေကိုတိကျတဲ့တိုက်ခိုက်မှုတွေနဲ့စတင်တိုက်ခိုက်ခဲ့ပါတယ်။အိန္ဒိယဘက်ကဒီတိုက်ခိုက်မှုဟာ ပါကစ္စတန်ရဲ့အရက်သားတွေနဲ့စစ်တပ်အဆောက်အဦတွေကိုတိုက်ခိုက်မှာမဟုတ်ပဲအကြမ်းဖက်သမားတွေရဲ့စခန်းတွေကိုသာတိုက်ခိုက်မှာဖြစ်ကြောင်းကြိုတင်အသိပေးခဲ့ပေမဲ့လည်းပါကစ္စတန်ကစစ်ပြန်တိုက်ဖို့ဆုံးဖြတ်ခဲ့ပြီးတော့အပြစ်အဝါစစ်ဆတင်လိုက်ပါတယ်။နောက်ထပ်နှစ်ရက်အတွင်းမှာပဲပါကစ္စတန်စစ်တပ်ဟာဒရုန်း900ကျော်နဲ့ဒုံးကျည်ရာချီကိုအိန္ဒိယမြို့ကြီး36မြို့စီတို့ပစ်လွတ်တိုက်ခိုက်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲပါကစ္စတန်ရဲ့တိုက်ခိုက်မှုအများစုကိုအိန္ဒိယကအောင်မြင်စွာကာကွယ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပါကစ္စတန်ရဲ့ရည်ရွယ်ချက်ကတိသာထင်ရှားနေပြီးတော့ဒါကငင်းလို့မရတဲ့စစ်ရေးတိုက်ခိုက်မှုပဲဖြစ်ပါတယ်။ဒါကြောင့်ပဲမေလ9ရက်ညနှောင်းပိုင်းမှာမေလ10ရက်နက်နက်စောစောအချိန်တွင်းမှာပဲအိန္ဒိယဟာသူ့ရဲ့တုံ့ပြန်မှုကိုစတင်ခဲ့ပါတယ်။ သုံးနာရီအတွင်းမှာပဲအိန္ဒိယတပ်ဖွဲ့တွေဟာအတန်ထက်ပိုးမြင့်တဲ့တာဝိပ် Ramjet Cruise ဒုံးကျည်တွေအပါအဝင်ဒုံးကျည်မျိုးစုံကိုအသုံးပြုပြီးတော့ပါကစ္စတန်ရဲ့ပြည်နယ်၄ခုမှာရှိတဲ့စစ်ဌာနချုပ်၁၁ခုကိုပိတ်မထားတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီပိတ်မှတ်တွေထဲမှာတော့အရေးကြီးတဲ့လက်နက်ခဲယမ်းတူနောင်ယုံတွေစာဂိုဒါနဲ့ဘိုလာရီကအခြေစိုက်စခန်းတွေနဲ့ပါကစ္စတန်ရဲ့အစစ်မြင့် F-16 နဲ့ JF-17 တိုက်လေယာဉ်တွေထားရှိရာနေရာတွေလည်းပါဝင်ပါတယ်။ တညအတွင်းမှာပဲပါကစ္စတန်နိုင်ငံရဲ့လေတပ်အခြေခံအဆောက်အုံ20ရာခိုင်နှုန်းခန့်ကိုဆုံးရှုံးခဲ့ရပါတယ်။တိုက်ခိုက်မှုပြီးအိန္ဒိယရဲ့တရားဝင်ထုတ်ပြန်ချက်မှာတော့ဒီတိုက်ခိုက်မှုတွေဟာကြိုတင်ခံမှန်းထားတဲ့အတိုင်းအတာသာရှိသေးကြောင်းအလေးအနက်ပြောဆိုခဲ့ပြီးတော့စီးရဲအချိန်ထပ်မံမြင့်တက်လာမယ်ဆိုရင်ကြန့်ရှိနေတဲ့အခြေခံအဆောက်အုံတွေရဲ့တဝက်ကျော်ကိုပါထပ်မံပြစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ပါကစ္စတန်ကိုရှင်းလင်းစွာသတိပေးခဲ့ပါတယ်။အခုချိန်မှာတော့ ပါကစ္စတန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်ဒီအာလုံးနီးပါးပျက်စီးသွားတယ်ဆိုတဲ့အချက်ကပါကစ္စတန်အတွက်ထိတ်လန့်စရာအကောင်းဆုံးအချက်ဖြစ်ပါလိမ့်မယ်။ပါကစ္စတန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်ဟာတရုတ်နိုင်ငံထုတ်ပစ္စည်းတွေအပေါ်60ရာခိုင်နှုန်းခန့်မိခိုပြီးတိစောက်ထားတာဖြစ်ပါတယ်။လွန်ခဲ့တဲ့10နှစ်အတွင်းမှာပဲပါကစ္စတန်နိုင်ငံဟာခင်မီစစ်အင်အားတိစောက်ဖို့အတွက်ဒေါ်လာဘီလီယံချီအကုန်ချခံခဲ့ပြီးတော့၎င်းရဲ့လက်နက်အင်အား80ရာခိုင်နှုန်းကျော်ကိုတရုတ်မှတိုက်ရိုက်ဝယ်ယူခဲ့ပါတယ်။ အဓိကဝယ်ယူထားတဲ့ပစ္စည်းတွေကတော့ဒေါင်းကြီးတစ်လုံးကိုအမေရိကန်ဒေါ်လာတန်း300ကျော်ကုန်ကြတဲ့ SAM System လို့ခေါ်တဲ့အစစ်မြင့် H29 မြေမြမဝေဟင်ကိုပြစ်နိုင်တဲ့လေကြောင်းကာကွယ်ရေးဒေါင်းကြီးတွေပဲဖြစ်ပါတယ်။တရုတ်နိုင်ငံကဒီလက်နက်စနစ်တွေဟာရုရှားတို့ S300 တွေလိုမျိုးစွမ်းရည်ရှိတယ်လို့ကြေညာထားပါတယ်။ဒီစနစ်တွေဟာကီလိုမီတာ200အထိကွာဝေးနဲ့အမြင့်ပေ29ကီလိုမီတာက ပြန်တန်းနေတဲ့ပြစ်မှတ်တွေကိုတပြိုင်တည်းခြေရာခံနိုင်စွမ်းရှိပါတယ်။ ပါကစ္စတန်ဟာတခုကိုအမေရိကန်ဒေါ်လာသန်း90နီးပါးကုန်ကြတဲ့တာဝေးစောင့်ကြည့်ရေး YC8B ရေဒါစနစ်တွေကိုလည်းဝယ်ယူခဲ့ပါသေးတယ်။ဒီရေဒါတွေဟာကီလိုမီတာ450ကျော်အကွာဝေးထိစောင့်ကြည့်နိုင်ပြီးပြစ်မှတ်ရာချီကိုတစ်ချိန်တည်းမှာဖမ်းယူနိုင်ပါတယ်။တရုတ်နိုင်ငံကဒီနည်းပညာတွေကိုကမ္ဘာအဆင့်မှီတယ်လို့ဂုဏ်ယူစွာကြေညာခဲ့ပေမဲ့လက်တွေမှာတော့အိန္ဒိယရဲ့တိုက်ခိုက်မှုတွေကိုဘလို့မှကာကွယ်နိုင်ခဲ့ခြင်းမရှိပါဘူး။အိန္ဒိယရဲ့ဒုံးကျည်နဲ့ဒရုန်းတွေဟာ ပါကစ္စတန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုကျော်လွန်ပြီးပြစ်မှတ်အားလုံးကိုတိကျစွာ တိမှန်ခဲ့ပါတယ်။ဒီစနစ်နှမျိုးအပြင်ပါကစ္စတန်မှာတရုတ်ထုတ် LY80 ဒုံးကျည်အုပ်စု FN90 လေကြောင်းကာကွယ်ရေးစနစ်နဲ့ဤပညာမြင့်စောင့်ကြည့်ရေး drone တွေစတဲ့ကာကွယ်ရေးစနစ်တွေရှိပင်မဲ့လည်းတစ်ခုမှအလုံးမဖြစ်ခဲ့ပါဘူး။ အခုချိန်မှာတော့ပါကစ္စတန်တပ်ဖွဲ့တွေဟာအိန္ဒိယရဲ့ drone တွေကိုပစ်ချနိုင်မယ်လို့မျှော်လင့်ပြီးတော့လေရင်ပြည့်စစ်တပ်နဲ့တွေနဲ့ကောင်းကင်ကိုရမ်းပစ်နေရတဲ့အခြေအနေကိုရောက်ရှိနေပြီးတကယ်လက်တွေစစ်မြေပြင်မှာတရုတ်နိုင်ငံထုတ်လေကြောင်းကာကွယ်ရေးစနစ်တွေကလုံးဝအလုံးမလုပ်ဘူးဆိုတာကိုကျွန်တော်တို့အားလုံးမြင်ခဲ့ကြရပါပြီ။ဒီအရာကအခုစစ်ပွဲမှာပါကစ္စတန်အနေနဲ့နျူကလ িয়ার လက်နက်တွေကိုသာအားကိုးရတော့မယ့်အခြေအနေဖြစ်နေကြောင်းပြသနေသလိုပါပဲ။ ပါကစ္စတန်နိုင်ငံအနေနဲ့တခြားဘယ်အရာမှအားကိုးစရာမကြံတော့တဲ့အခါနောက်ဆုံးအားထရတာကသူတို့ရဲ့နျူကလ িয়ার လက်နက်တွေပါပဲ2024ခုနှစ်မေလ10ရက်နေ့မှာတော့အိန္ဒိယတပ်မတော်ကပါကစ္စတန်နိုင်ငံရဲ့ရဘာဘန်ဒီမှာရှိတဲ့နူရာခန်စစ်ခြေစိုက်စခန်းကိုပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ် အဲ့ဒီစစ်ကန်ဟာပါကစ္စတန်လေတပ်ရဲ့အဓိကကုကေးဌာနဖြစ်ပြီးတော့နျူကလ িয়ার ဒုံးကျည်တွေ Surf Ariane Aircraft လို့ခေါ်တဲ့ကင်းထောက်လေယာဉ်တွေနိုင်ငံအတွက်အရေးပါတဲ့ C130 Hercules တိမ်ပို့ဆောင်ရေးလေယာဉ်တွေနဲ့ IL78 C ဖြစ်လေယာဉ်တွေကိုထားရှိရာဗဟိုဌာနလည်းဖြစ်ပါတယ်လုံးဝတိုက်ခိုက်လို့မရနိုင်ဘူးလို့ယူဆထားကြတဲ့ Nurogen 6ခြေစိုက်စကန်ကိုလည်းအိန္ဒိယရဲ့တိကျတဲ့ GPS လမ်းညွှန်စနစ်သုံးဒုံးကျည်တွေကထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ အကြောက်တရားဟာလေပါကစ္စတန်စစ်တပ်တွေမှာတုံးမီလောင်သလိုချက်ချင်းပြန့်နှံ့သွားပါတယ်။နျူကလ িয়ার ဒုံးကျည်တွေဘလောက်ထိပျက်စီးသွားတယ်လဲ။ဒါမှမဟုတ်လုံးဝပျက်စီးသွားပြီလားဆိုတာကိုတော့ဘယ်သူကမှအတိအကျမသိနိုင်ပါဘူး။လူအများစုနားမလည်တာကတော့အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာသူတို့ရဲ့နျူကလ িয়ার ထိပ်ဖူးတွေကိုဘာကြောင့်အစင်သင့်ပြစ်ခတ်နိုင်အောင်မထားကြတာလဲဆိုတဲ့အချက်ပါပဲ။အဲ့ဒီအစားနျူကလ িয়ার ထိပ်ဖူးတွေကိုဒုံးကျည်တွေဒုံးပစ်စင်တွေနဲ့ဝေ့ရမှာခွဲခြားသိမ်းဆည်းထားတာကိုတွေ့ရှိရပါတယ် တကယ်ပြစ်ကတ်ဖို့လိုအပ်လာခဲ့မယ်ဆိုရင်တော့ဒီနျူကလ িয়ার ထိပ်ဖူးတွေကိုစူးစီးပြီးဒုံးကျည်နဲ့တက်ဆင်ပြစ်ကတ်ဖို့အချိန်အနည်းငယ်လိုအပ်မှာဖြစ်ပါတယ်။ဒါပေမဲ့အမေရိကန်နဲ့ရုရှားလိုနိုင်ငံတွေကတော့သူတို့ရဲ့နျူကလ িয়ার လက်နက်အများစုကိုအစင်သင့်ပြင်ထားပြီးချက်ချင်းပြစ်လွတ်နိုင်အောင်စနစ်တကျထားရှိကြပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲအချိန်မရွေးတုံ့ပြန်နိုင်စွမ်းရှိအောင်ပြင်ဆင်ထားကြပါတယ်။အိန္ဒိယကခရနာဟေးကနျူရောခန်ခြေစိုက်စခန်းကိုတိုက်ခိုက်ရမှာတီချက်ကအဓိကတော့ချက်ဖြစ်နေပါတယ်။ ရည်ရွယ်ချက်ကတော့ပါကစ္စတန်ရဲ့နျူကလ িয়ার ဒုံးကျည်တွေအစင်သိမ့်မပြေရသေးခင်မှာချက်ချင်းချေမုံပစ်ဖို့အတွက်ပဲဖြစ်ပါတယ်။အိန္ဒိယအနေနဲ့ပါကစ္စတန်ရဲ့နျူကလ িয়ার ထိပ်ဖူးတွေတင်းစီထားတဲ့နေရာကိုတိကျစွာသိရှိနေခဲ့ပါတယ်။ဒါဟာပါကစ္စတန်အတွက်ကြီးမားတဲ့လုံခြုံရေးချိုးယွင်းမှုတစ်ရပ်ပဲဖြစ်ပါတယ်။ဒီချက်တစ်ခုတည်းကပဲအစ်စမာလာဘတ်မြို့တော်စီကိုထိတ်လန့်ပွေရာတရင်စိုးတစ်ခုရောက်ရှိသွားခဲ့ပါတယ်။အကြောင်းကတော့သူတို့ရဲ့နျူကလ িয়ার လက်နက်တွေဟာအချိန်မရွေးအငွင့်ပြန်သွားနိုင်ကြောင်းသိရှိနေလို့ပါပဲ။ ဒါကြောင့်ပဲပါကစ္စတန်ဟာအမေရိကန်ကိုချက်ချင်းအရေးပေါ်အကူအညီတောင်းခံခဲ့ပြီးအိန္ဒိယကိုအပြစ်ခတ်ချက်ချင်းရစ်တန့်ဖို့အမေရိကန်ကဖိအားပေးမယ်လို့မျှော်လင့်ခဲ့ပါတယ်။ဒီနေရာမှာနည်းနည်းရေစရာကောင်းတဲ့အချက်တစ်ချက်လည်းရှိပါတယ်။လွန်ခဲ့တဲ့နှစ်ရက်ကအမေရိကန်သမ္မတဂျေရီဘန့်စ်က Fox News ရဲ့တရားထုတ်လွှင့်မှုမှာအိန္ဒိယပါကစ္စတန်အရှုတ်တော်ဘုံဟာအမေရိကန်နဲ့မဆိုင်ပါဘူးလို့ပြောခဲ့ပေမဲ့လည်း48နာရီအတွင်းမှာပဲအမေရိကန်ဟာဆက်စုပ်နဲ့အတွင်းအန္တရာယ်အရှိဆုံးဖြစ်တဲ့နျူကလ িয়ার အကြက်အတဲတဲမှာရုတ်တရက်ပါဝင်လာခဲ့ပါတယ်။ စိတ်ဝင်စားစရာအချက်ကတော့အမေရိကန်ရဲ့ဝင်ရောက်ဆက်ဖွဲ့မှုဟာတဘာဝမကြလုံးဖြစ်နေပါတယ်။ပါကစ္စတန်ကတကယ်ပဲအမေရိကန်ကိုကြောက်လန့်တကြားအကူအညီတောင်းခဲ့တာလား။ဒါမှမဟုတ်အမေရိကန်ကသူတို့သာဝင်မပါဘူးဆိုရင်ဒီနျူကလ িয়ার ပြိပခတ်ဟာပုံမဆိုးဝါးလာနိုင်တယ်ဆိုတဲ့တွေ့ဝိုက်ချင်းချောက်မှုတစ်ခုရှိခဲ့တာလား။ဒီလိုအရေးပေါ်အခြေအနေတွေကနိုင်ငံတွေကိုအလွန်အမင်းစွန့်စားတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်စေတတ်ပါတယ်။အမေရိကန်ဟာအိန္ဒိယပါကစ္စတန်နျူကလ িয়ার စစ်ပွဲကိုအခုအချိန်မ ပါဝင်တရှိခဲ့တာမဟုတ်ပါဘူး။1996ခုနှစ်ကာဂီလ်စစ်ပွဲအတွင်းမှာအမေရိကန်သမ္မတဘီလ်ကလင်တန်ကတိုက်ရိုက်ဝင်ရောက်ဆွတ်ဖက်ပြီးတော့နျူကလ িয়ার ပြိပခတ်တစ်ခုဖြစ်မလာစေဖို့ကာကွယ်ပေးခဲ့ပူပါတယ်။1998ခုနှစ်မှာတော့အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့ဟာနျူကလ িয়ার လက်နက်စမ်းသပ်မှုတွေကိုပြုလုပ်ခဲ့ကြပြီးတော့တရားဝင်နျူကလ িয়ার စွမ်းအင်ပိုင်ဆိုင်တဲ့နိုင်ငံတွေအဖြစ်ကမ္ဘာကိုအံ့အားသင့်စေခဲ့ကြပါတယ်။ဒီအရာကအခြေအနေအလုံးကိုပြောင်းလဲသွားစေခဲ့ပါတယ်။ ရုတ်တရက်ဆိုသလိုပဲနှစ်နိုင်ငံကြားကပြိပခတ်ဟာကမ္ဘာပြက်လောက်မဲ့နျူကလ িয়ার စစ်ပွဲကြီးဖြစ်လာမဲ့အခြေအနေကိုကြားရောက်သွားခဲ့ပါတယ်1999ခုနှစ်ကာဂလစစ်ပွဲစတင်ခဲ့ရတဲ့အကြောင်းကတော့ပါကစ္စတန်စစ်သားတွေဟာအိန္ဒိယပိုင်းကက်ရှမီးယားဒေသတွေကိုလျှို့ဝှက်ကျူးကျော်ဝင်ရောက်ခဲ့ကြလို့ပဲဖြစ်ပါတယ်အစပိုင်းမှာတော့အိန္ဒိယကဒါကိုတာမန်အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုလို့ထင်ခဲ့ပေမဲ့မကြခင်မှာပဲဒီတိုက်ခိုက်သူတွေဟာပါကစ္စတန်စစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေဖြစ်နေကြောင်းသိလိုက်ရပါတယ် ပြင်းထန်တဲ့တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီးတော့အခြေအနေဟာပုံမိုဆိုးရွားလာခဲ့ပါတယ်။ American သမ္မတ Bill Clinton ဟာဒီအခြေအနေရဲ့အန္တရာယ်ကိုချက်ချင်းသိမြင်ပြီးပါကစ္စတန်ဝန်ကြီးချုပ် Noah Sharif ကို Washington သို့အရေးပေါ်ဖိတ်ခေါ်ကာ Kargil ဒေသမှစစ်တပ်တွေကိုအရေးပေါ်ရုတ်သိမ်းမှုတိုက်ရိုက်ဖိအားပေးခဲ့ပါတယ်။ပြင်းထန်တဲ့ညှိနှိုင်းမှုတွေအပြီးမှာ Noah Sharif ကလက်ခံခဲ့ပြီးပါကစ္စတန်စစ်တပ်ရုတ်သိမ်းမှုနဲ့အတူ Kargil စစ်ပွဲအဆုံးသတ်သွားခဲ့ပါတယ်။ ။ယနေ့အချိန်သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာလည်းအိန္ဒိယပါကစ္စတန်ပြည်ပခကိုတညာအတွင်းမှာပဲအဆုံးသတ်ညှိနှိုင်းပေးဖို့ပါဝင်လာခဲ့ပါတယ်။ထရန့်ရဲ့သမရိုးကြပုံစံအတိုင်းပဲစစ်ဖြစ်နေတဲ့နှစ်နိုင်ငံကတရားဝင် မကြေညာရသေးခင်မှာအပြစ်ခတ်ရဆဲကြီးအမိန့်ထုတ်ပြီးစစ်ပွဲကိုရပ်တန့်ပေးမဲ့သူရဲကောင်းကြီးတယောက်လိုလှုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့အပြစ်ခတ်ရဆဲကြီးဟာ၃နာရီတောင်မခံလိုက်ပါဘူး။ ပါကစ္စတန်ဘက်ကချက်ချင်းဆိုသလိုပဲအပြစ်ခတ်ရဆဲရေးကိုချိုးဖောက်ပြီးတော့အိန္ဒိယနယ်မြေအသွင်းသို့ပြင်းထန်တဲ့ဒုံးကျည်တွေနဲ့ယာနဲ့ချီတဲ့အသေးခံ drone တွေဆေလွတ်နှိုက်ခိုက်ခဲ့ပါတယ်။အပြစ်ခတ်ရဆဲရေးညှိနှိုင်းစဉ်ကလေးကအိန္ဒိယတာဝန်ရှိသူတွေဟာပါကစ္စတန်နေနဲ့နောက်ထပ်ကြီးတဲ့တောင် drone ဒဇင်ထပ်မံပစ်လွတ်ပါကချက်ချင်းပြင်းထန်စွာတုံ့ပြန်သွားမယ်လို့ရှင်းရှင်းလင်းလင်းသတိပေးခဲ့ပြီးသားဖြစ်ပါတယ်။ အယူအဆအုံးပြောရမယ်ဆိုရင်တော့မိတ်ဆွေဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်မှာအိန္ဒိယဟာသူတို့သတိပေးထားတဲ့အတိုင်းပြင်းထန်တဲ့တုံ့ပြန်မှုတွေကိုစတင်ဆောင်ရွက်နေနှင်ပြီးသားဖြစ်နိုင်ပါတယ်။ပါကစ္စတန်နိုင်ငံရဲ့လက်ရှိအခြေအနေကတော့ကမ္ဘာပေါ်ကဘယ်နိုင်ငံကိုမှချိမ့်ချောက်နိုင်တဲ့အခြေအနေမရှိပါဘူး။ပျက်စီးလျော်ရင်းနေတဲ့စီးပွားရေးနဲ့နေ့စဉ်နဲ့အမျှယော့နေလာတဲ့စစ်အင်အားတွေကြောင့်နိုင်ငံတကာယုံကြည်မှုကိုလုံးဝဆုံးရှုံးနေရတဲ့အခြေအနေဖြစ်ပါတယ်။ဒါပေမဲ့သူတို့မှာနောက်ဆုံးခုပဲတစ်ချက်ရှိနေပါသေးတယ်။ ဒါကတော့ပါကစ္စတန်ဟာသူတို့ရဲ့တခုတည်းသောအားကိုးရာဖြစ်တဲ့နျူကလ িয়ার လက်နက်တွေကိုထုတ်သုံးလာနိုင်ပြီးကမ္ဘာကိုချင်းချောက်ပိုပဲဖြစ်ပါတယ်။တကယ်တော့ပါကစ္စတန်ဟာထရမ့်အစိုးရထံအရေးပေါ်အကူအညီတောင်းထံခဲ့ပြီးတော့အိန္ဒိယရဲ့တိုက်ခိုက်မှုတွေကိုအမေရိကန်ကချက်ချင်းဟန်တာပေးဖို့တောင်းဆိုခဲ့ဟန်ရှိပါတယ်။ နောက်ွယ်ကအမှန်တရားကတော့အိန္ဒိယကပါကစ္စတန်ရဲ့လေးဒက်စခန်းတွေနဲ့အရေးပါတဲ့စစ်စခန်းတွေကိုဆက်လက်တိုက်ခိုက်နေမယ်ဆိုရင်ပါကစ္စတန်စစ်တပ်ဟာမိမိတို့ရဲ့နျူကလ িয়ার လက်နက်တွေကိုတောင်ကာကွယ်နိုင်စွမ်းရှိမှာမဟုတ်တော့ဘဲတာလီဘန်နဲ့တခြားအကြမ်းဖက်အဖွဲ့တွေလက်ထဲကိုနျူကလ িয়ার လက်နက်တွေရောက်ရှိသွားနိုင်တယ်ဆိုတဲ့ချိန်ချောက်မှုလည်းပါဝင်ပါတယ် တာလီဘန်ရဲ့ TTP အကြမ်းဖက်အဖွဲ့တွေဟာပါကစ္စတန်ရဲ့ဆက်စုနှစ်ပေါင်းများစွာနီနီကက်ကက်အတူတကွတိုက်ပွဲဝင်ခဲ့ကြတဲ့အတွက်အမေရိကန်ဟာပါကစ္စတန်ရဲ့ချင်းချောက်မှုကိုအတော်လေးအလေးနက်ထားခဲ့ရပါတယ်။အမေရိကန်ကချက်ချင်းပဲအိန္ဒိယနဲ့ပါကစ္စတန်ကြားအရေးပေါ်ဆက်သွယ်မှုတွေကိုစတင်ခဲ့ပြီးတော့အခြေအနေတွေကိုငြိမ်းချမ်းစေဖို့နဲ့အပြစ်ကတ်ရစဲရေးအာမခံချက်ချက်ချင်းရရှိအောင်ကြိုးပမ်းခဲ့ပါတယ်။ အိန္ဒိယလေတပ်ရဲ့တိုက်ခိုက်မှုပြီးမှာတော့ပါကစ္စတန်မီဒီယာတွေကဝန်ကြီးချုပ်ရှာဖာရှရီဟာနိုင်ငံတော်စီမံကုကဲမှုအရေးပေါ်အစည်းအဝေးဖြစ်တဲ့ National Command Authority NCA ကိုပြစ်လုခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ NCA ဟာပါကစ္စတန်ရဲ့နျူကလ িয়ার လက်နက်တွေကိုစီမံခန့်ခွဲတဲ့အဖွဲ့ဖြစ်ပြီးတော့ဒီသတင်းဟာပြည်သူတွေကိုအခြေအနေမှန်ကိုနားလည်စေပြီးတော့အရေးပေါ်အခြေအနေကိုသဘောပေါက်စေခဲ့ပါတယ်။ NCA အစည်းအဝေးပြီးမှာတော့ပါကစ္စတန်ရဲ့စစ်စင်ရေးညွှန်ကြားမှုချုပ်ဟာအိန္ဒိယရဲ့တာဝန်ရှိသူတွေထံချက်ချင်းဆက်သွယ်ခဲ့ပြီးအရေးပေါ်အပြစ်ခတ်ရစဲရေးကိုတောင်းဆိုခဲ့ပါတယ်။တချိန်တည်းမှာပဲအမေရိကန်ထိပ်တန်းခေါင်းဆောင်ကြီးတွေဖြစ်ကြတဲ့ဒုတိယသမ္မတ JD Vance နဲ့လွှတ်တော်အမတ် Marco Rubio တို့ဟာအိန္ဒိယထိပ်တန်းအရာရှိကြီးတွေနဲ့အမျိုးသားလုံခြုံရေးအတိုင်ပင်ခံနေစီကိုတိုက်ရိုက်ဆက်သွယ်ကာအခြေအနေတွေကိုတိထက်ပို့ပြီးစိုးရွားမလာခင်မှာတင်းမာမှုတွေကိုချက်ချင်းရကြဖို့ PR ပေးခဲ့ကြပါတယ်။ အခုချိန်ထိပါကစ္စတန်ရဲ့နျူကလ িয়ার စခန်းတွေတိုက်ခိုက်ခံရတယ်ဆိုတာမယုံကြည်သေးတဲ့သူတွေရှိနေသေးတဲ့အတွက်တိတက်ပုတ်ပြီးခိုင်လုံတဲ့အထောက်အထားတွေနဲ့ဆက်လက်တင်ပြပေးသွားပါမယ်။မေလ17ရက်အစောပိုင်းအချိန်မှာတော့ American စွမ်းအင်ဝန်ကြီးဌာန DOE ရဲ့အထူးအဆင့်မြင့်တင်ထားတဲ့ Beechcraft B350 လေယာဉ်ကိုပါကစ္စတန်နိုင်ငံရဲ့ကောင်းငင်ထက်မှာအချိန်ချင်းပြန်တန်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒီလိင်ဟာနျူကလ িয়ার လုံခြုံရေးနျူကလ িয়ার ချိမ့်ချောက်မှုတွေနဲ့ရေဒီယိုတက်တိကျအရေးပေါ်အခြေအနေတွေအတွက်တာဝန်ရှိတဲ့ DOE ဌာနရဲ့လေရင်ဖြစ်ပြီးတော့အိန္ဒိယလက်တက်ရဲ့တိုက်ဆိုင်မှုတွေဟာပါကစ္စတန်ရဲ့နျူကလ িয়ার ဒုံးကျည်တွေကိုတိုက်ရိုက်ထိမှန်ခဲ့ကြောင်းဒါမှမဟုတ်ရေဒီယိုတက်တိကျရိုးစိမ့်မှုကိုဖြစ်စေနိုင်တဲ့အရာတွေကိုပျက်စီးစေခဲ့ကြောင်းညွှန်ပြနေပါတယ်။ American DOE လေရင်တွေဟာရေဒီယိုတက်တိကျမှုကိုထောက်လှမ်းနိုင်တဲ့အထူးစက်ပစ္စည်းတွေတက်ဆင်ထားပြီးတော့နျူကလ িয়ার မတည်ငြိမ်မှုတွေကိုစောင့်ကြည့်လေရှိပါတယ်။ ဒါကမှမိတ်ဆွေကတန်တရားရှိနေသေးတယ်ဆိုရင်တော့အခုတင်ပြပေးမယ့်အချက်တခုကိုထပ်ကြည့်ပေးပါအိန္ဒိယရဲ့လေကြောင်းတိုက်ခိုက်မှုအပြီးမကြခင်မှာပဲအီဂျစ်စစ်တပ်ရဲ့ကုန်တင်လေယာဉ်တစ်စီးဟာတရုတ်နိုင်ငံကနေပါကစ္စတန်နိုင်ငံကိုချက်ချင်းပြန်တန်းသွားခဲ့ပါတယ်အီဂျစ်လေရင်ရဲ့ချက်ချင်းပြန်တန်းသွားမှုဟာနျူကလ িয়ার ပစ္စည်းတွေရွှေ့ပြောင်းမှုဒါမှမဟုတ်နှိပညာပံ့ပိုးမှုတွေပေးဖို့ဖြစ်နိုင်တယ်လို့ကျွမ်းကျင်သူတွေကခန့်မှန်းနေကြပါတယ် အမေရိကန်ကအီဂျစ်ကိုဒီလိုလှုပ်ဖို့စေခိုင်းခဲ့တာဖြစ်နိုင်တယ်လို့လဲကောလာဟာလသတင်းတွေထွက်လာပါတယ်။ဘာကြောင့်အီဂျစ်နိုင်ငံကိုစေခိုင်းခဲ့တာလဲဆိုတာကိုဆက်ကြည့်ရအောင်ပါ။အီဂျစ်နိုင်ငံနိုင်မြဝကျွန်းပေါ်ဒေသမှာအထူး dressing တစ်မျိုးဖြစ်တဲ့ Borontan ကျွဲဝစွာထွက်ရှိပါတယ်။ဒီ dressing ဟာ radio တက်တိကျရိုစိန်ချင်းကိုထိန်းချုပ်တဲ့နေရာမှာကမ္ဘာအကောင်းဆုံးပစ္စည်းတွေထဲကတစ်ခုဖြစ်ကြော်ကြပါတယ်။ ပါကစ္စတန်ရဲ့နျူကလ িয়ার လက်နက်တွေကိုတိုက်ခိုက်ဖို့အတွက်အိန္ဒိယရဲ့ဆုံးဖြတ်ချက်ဟာကြီးမားတဲ့စွန့်စားမှုတရဖြစ်ပြီးတော့နျူကလ িয়ার စစ်ပွဲကြီးတစ်ခု ဖြစ်ပွားမဲ့အန်ဒီယေကိုအချိန်မီတားဆီးနိုင်ခဲ့တယ်လို့လည်းဆိုနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီတိုက်ခိုက်မှုပြီးပြီးချင်းမှာပဲပါကစ္စတန်ဟာအချင်းကျအခြေအနေကိုရောက်ရှိနေပြီးရွေးချယ်စရာနှစ်ခုပဲကျန်ပါတော့တယ်။ပထမရွေးချယ်စရာကတော့ကြောက်လန့်ပြီးယူမိုက်စွာနဲ့ကြန့်ရှိတဲ့နျူကလ িয়ার လက်နက်တွေကိုအသုံးပြုပြီးတိုက်ခိုက်မယ်။ ဒုတိယရွေးချယ်စရာကတော့နောက်ဆုတ်လိုက်ပြီးစစ်ပွဲကိုအဆုံးသတ်မယ်။ကံကောင်းတာကတော့ပါကစ္စတန်ကဒုတိယရွေးချယ်စရာကိုပဲရွေးချယ်ခဲ့တာပါ။ဒါပေမဲ့ပါကစ္စတန်ကပါအဲ့ဒီလိုမရွေးချယ်ခဲ့ဘူးဆိုရင်ဘာရီဖြစ်လာနိုင်မလဲ။ပါကစ္စတန်ကသူ့ရဲ့ကြံရှိနေတဲ့နျူကလ িয়ার လက်နက်တွေနဲ့တုံ့ပြန်ခဲ့မယ်ဆိုရင်ရောဘာရီဆက်ဖြစ်လာနိုင်မလဲ။ ပါကစ္စတန်ကသာနျူကလ িয়ার လက်နက်တွေကိုစပြီးအသုံးပြုခဲ့မယ်ဆိုရင်တော့ဒါဟာအိန္ဒိယနဲ့ပါကစ္စတန်အတွက်တင်မကပဲလူသားမျိုးနွယ်အလုံးမျိုးတုံးသွားနိုင်တဲ့နျူကလ িয়ার ကပ်ဘေးကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။သိပ္ပံပညာရှင်တွေထက်ခါတက်ခါပြောနေကြတာတခုကတော့တောင်အာရှမှာနျူကလ িয়ার တိုက်ခိုက်မှုတစ်ခုသာဖြစ်လာခဲ့မယ်ဆိုရင်ကမ္ဘာအနှံ့ပြားကိုထိခိုက်ပျက်စီးစေမဲ့ကပ်ဘေးကြီးအမြန်ဆုံးဖြစ်ပေါ်လာနိုင်တယ်ဆိုတာပါပဲ။ လက်ကြလို့အချိန်မှာတော့အိန္ဒိယနဲ့ပါကစ္စတန်တို့ပိုင်ဆိုင်တဲ့နျူကလ িয়ার ထိပ်ပူးတဲ့ဒုံးကျည်ရေအတွက်ဟာတနိုင်ငံကိုအရေးအတွက်နှစ်ရအောက်ပဲရှိပါသေးတယ်။အရေးအတွက်ထောင်နဲ့ချီပြီးပိုင်ဆိုင်ထားတဲ့အမေရိကန်နဲ့ရုရှားလိုမဟာအင်အားကြီးနိုင်ငံတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ဒီအရေးအတွက်ဟာဘာမှမပြောပါတော့ပါဘူး။ဒါပေမဲ့ဒီပမာဏနည်းနည်းလေးကပဲတက္ကပါလုံးကိုတက္ကနအတွင်းမှာပြကျသွားစေဖို့လုံလောက်ပါတယ်။ နျူကလ িয়ার ပောက်ကွဲမှုတွေစတင်ပြီးနိုင်အနေငယ်အတွင်းမှာပဲကြီးမားတဲ့မီးမုန်တိုင်းကြီးဟာမြို့တွေကိုလောင်ကျွမ်းသွားပြီးတော့တန်ချိန်တန်းနဲ့ချီးတဲ့မီးခိုးတွေဟာလေတို့ရဲ့အတွင်းပိုင်းအလွှာအထိဝင်ရောက်သွားပါလိမ့်မယ်။ပထမဆုံးရက်သက်တပတ်အနေငယ်အတွင်းမှာပဲလူဦးရေတန်း90မှ125သန်းအထိတေဆုံးနိုင်တယ်လို့ဆိုထားပါတယ်။ဒါကဒုတိယကမ္ဘာစစ်ကာလတစ်ခုလုံးမှာတေဆုံးခဲ့ကြရတဲ့လူဦးရေအတွက်ထက်တောင်ပိုများနေပါသေးတယ်။ အဲ့ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင်တော့ဒေလီမွန်ဘိုင်းကရာချီလာဟိုးနဲ့အစ္စလာမဘတ်လိုမြို့ကြီးတွေဟာမိမုံတိုင်းကြီးကြောင့်ဖြစ်ပေါ်လာတဲ့ကြီးမားတဲ့မိတော်ကြီးတွေကြားမှာပြဖြစ်တဲ့အထိအလောင်ကျွမ်းခံရမှာဖြစ်ပါတယ်။ကြောက်စရာအကောင်းဆုံးအချက်ကတော့ကီလိုတန်တရာရှိတဲ့နျူကလ িয়ার ဘုံးတလုံးဟာလူနေထူထပ်တဲ့မြို့ပြအေရိယာမှာပောက်ကွဲသွားမယ်ဆိုရင်တော့လူပေါင်းနှစ်သန်းခန့်ဟာချက်ချင်းသေဆုံးမှာဖြစ်ပြီးတော့လူပေါင်းတသန်းခွဲခန့်ဟာလည်းပြင်းထန်စွာထိခိုက်ဒဏ်ရာရနိုင်တယ်ဆိုတဲ့အချက်ပါပဲ။ အချင်းဤဒါဇင်နဲ့ချီပြီးတက်ခိုက်မယ်ဆိုရင်တော့ထိခိုက်ပျက်စီးမှု ပမာဏကိုမှန်းကြည့်လို့ရမယ်ထင်ပါတယ်။ဒါဟာချက်ချင်းကြုံရမယ့် NDA တွေသာဖြစ်ပြီးတော့သိပ္ပံပညာရှင်တွေက front effect လို့ခေါ်ကြပါတယ်။လက်တွေ့မှာတော့ radio တက်တိကြွနေတဲ့ဓာတုပြတွေကြီးမားတဲ့မီးလောင်မှုတွေနဲ့အခြေခံအဆောက်အအုံတွေပျက်စီးခြင်းတို့ကြောင့်သေဆုံးမှုနှုန်းကပိုမိုမြင့်မားနိုင်ပါတယ်။ဒီလိုမျိုးမှုဝင့်ပုံစံတိမ့်တိုက်ကြီးတွေဖြစ်ပေါ်လာပြီးဆိုတာနဲ့တကဘာလုံးဟာအိမ်မက်ဆိုးကြီးကိုလက်တွေ့မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ လောင်ကျွမ်းနေတဲ့မြို့ကြီးတွေစီကအနက်ရောင်ကာပွန်မှုတန်ချိန်ပေါင်း9သန်းမှ36သန်းအထိဟာကမ္ဘာလေထုအထက်လွှာတဲ့သို့ဓာတ်ရိုက်ရောက်ရှိသွားမှာပဲဖြစ်ပါတယ်။မြင်းတောင်ပြောရမယ်ဆိုရင်တော့1997ပင်လယ်ကွေ့စစ်ပွဲအတွင်းကူဝိတ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ရေနံနှွေးတွေမိလောင်မှုကြောင့်ထွက်ရှိခဲ့တဲ့ကာပွန်ပမာဏဟာတန်ချိန်3.3သန်းသာထွက်ရှိခဲ့တာကိုသတိရပါ။ ဒါပေမဲ့ဒီနေ့အချိန်ထိအဲ့ဒီဒေတာရဲ့ကောင်းကင်ဟာမှောင်မဲနေစေဖြစ်ပြီးတော့လေတုဟာလည်းဆူဆူဝါဝါညဉ့်ညမ်းနေပါတယ်။1815မှာတော့တမ်ပိုရာမီးတောင်ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးမီးတောင်ပြာတွေဟာတန်ချိန်၁၀တန်းမှတန်း၃၀အထိလေတုထဲကိုရောက်ရှိသွားခဲ့ပြီးတော့1816ခုနှစ်မှာတော့နွေရာသီမရှိတဲ့နှစ်ရက်နှစ်ကိုဖျက်ဆီးခဲ့ရပါတယ်။အပူချိန်ဂျာဆင်မူကိုကမ္ဘာနဲ့အဝမ်းခံစားခဲ့ကြရပြီးတော့ဥရောပနဲ့မြောက်အမေရိကမှာကောက်ပဲတင်းထန်တွေစိုက်ပျိုးလို့မရဖြစ်ခဲ့ပါဘူး။ လူတိုင်းကအေးအေးတန်ကြောင့်ငတ်မောခေါင်းပါမှုဒဏ်ကိုခံစားခဲ့ကြရပြီးနေရာတီကာလမှာဆောင်းရတီရောက်နေတယ်လို့နေရာတိုင်းမှာအေးဆက်နေခဲ့ပါတယ်။ကွာခြားချက်ကတော့မီးတောင်ပြားတွေဟာမိုးနဲ့နှင်းတွေကြောင့်တဖြည်းဖြည်းကောင်းကင်ကပျောက်ကွယ်သွားမှာဖြစ်ပင်ပဲလေ။နျူကလ িয়ার ပောက်ကွဲမှုကြောင့်ထွက်လာတဲ့ဓာတ်ရုပြားတွေကတော့ဒီလိုမဟုတ်ပါဘူး။အဲ့ဒီဓာတ်ရုပ်ပြားတွေဟာလေးရုပ်ရဲ့အပေါ်ဆုံးအလှအထိရောက်ရှိသွားတဲ့အတွက်မိုးနဲ့နှင်းတွေကရှင်းလင်းမပေးနိုင်တော့ပါဘူး။ နှစ်ပေါင်းများစွာဓမ္မမဟုတ်ဆယ်စုနှစ်ပေါင်းများစွာပိတ်မိနေပြီးတကဘာလုံးကိုနေအောင်ကြီးမရအောင်အီယာမထီးကြီးနဲ့ကွယ်ထားသလိုဖြစ်နေပါတယ်။နှစ်ပတ်အတွင်းမှာပဲအဲ့ဒီမိခိုးတွေဟာတကဘာလုံးကိုပုံလန်းသွားမှာဖြစ်ပါတယ်။ရက်အနေငယ်အတွင်းမှာပဲကမ္ဘာအပူချိန်ရုတ်တရက်ထိုးကျသွားကသိပ္ပံပညာရှင်တွေကနျူကလ িয়ার ဝင်းတာလို့ခေါ်ကြတဲ့နျူကလ িয়ার ဆောင်းရာသီအခြေအနေကိုချက်ချင်းရောက်ရှိသွားမှာဖြစ်ပါတယ်။ တကဘာလုံးမှာအပူချိန်တွေကတညအတွင်းမှာပဲ2ဒီဂရီစင်တီဂရိတ်မှ5ဒီဂရီစင်တီဂရိတ်ထိကျဆင်းသွားမှာဖြစ်ပါတယ်။ရသတပတ်အနည်းငယ်အတွင်းမှာပဲကောက်ပဲသီးနှံကြီးထွားတဲ့ရာသီချိန်ဟာတိတိတသာကျုံဝင်သွားပြီးတော့လုံးဝပြောက်ကွယ်သွားတာလည်းဖြစ်နိုင်ပါတယ်။မိုးရသွန်းမှုပုံစံများပျက်စီးပြီးရိတ်သွင်းမှုတွေမပြုတ်လုံနိုင်တဲ့အတွက်ကမ္ဘာစိုက်ပျိုးရေးစနစ်ကြီးပြိုလဲသွားနိုင်ပါတယ်။2022ခုနှစ်က Nature Food Journal မှာဖော်ပြထားတဲ့လေ့လာမှုတစ်ခုအရ အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံရဲ့နျူကလ িয়ার စစ်ပွဲကြောင့်ဖြစ်ပေါ်လာမဲ့နျူကလ িয়ার ဆောင်းရာသီဟာကမ္ဘာစားနပ်ရိက္ခာထုတ်လုပ်မှုကိုအလွန်အမင်းကျဆင်းစေပြီးတော့နှစ်အနည်းငယ်အတွင်းမှာပဲလူဦးရေ1ဘီလီယံထိအငတ်ဘေးကြောင့်သေဆုံးနိုင်တယ်လို့တွက်ချက်ထားပါတယ်။ဒီပမာဏဟာလူသားမျိုးနွယ်ရဲ့၄ဘုံတစ်ဘုံထက်ပိုပါတယ်။ပောက်ကွဲမှုကလုံးဝကင်းလွတ်တဲ့နိုင်ငံတွေတောင်မကြုံဘူးတဲ့ငတ်မို့ခေါင်းပါမှုနဲ့စီးပွားရေးပြိုလဲခြင်းကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။တကယ်တော့ဒီလိုဖြစ်လာမယ်ဆိုတာကျွန်တော်တို့ခံမှန်းကြည့်နေစရာတော့မလိုပါဘူး။ ဥပမာအနေနဲ့ဂျပန်နိုင်ငံဟာနျူကလ িয়ার စစ်ပွဲရဲ့ကြောက်မဲ့ဖွယ်ရာအခြေအနေကိုတကဘာလုံးမြင်သာအောင်ပြတ်သားပြီးသားဖြစ်ပါတယ်1945ခုနှစ်ဩဂုတ်လ6ရက်နေ့မှာတော့အမေရိကန်ပြည်ထောင်စုကလစ်တက်ဝိုင်းလို့ခေါ်တဲ့နျူကလ িয়ার ဘုံးတလုံးကိုဂျပန်နိုင်ငံဟီရိုရှိမာမြို့ပေါ်သို့ကျဲချခဲ့ပါတယ်ဒီဘုံးတလုံးရဲ့ဖြည့်စည်းနိုင်စွမ်းဟာ TNT ရန်တန်ချိန်တပေါင်းခွဲကိုတပြိုင်နက်ဖောက်ခွဲလိုက်ခြင်းနဲ့ညီမျှပါတယ်ချက်ချင်းဆိုသလိုပဲဟီရိုရှိမာမြို့ရဲ့80ရာခိုင်နှုန်းဟာလုံးဝပျောက်ကွယ်သွားခဲ့ပါတယ် လူပေါင်း8000ကျော်ဟာပောက်ကွဲမှုရဲ့အပူလိုင်းတန်းကြောင့်ချက်ချင်းအငွေ့ပြန်သွားပြီးတေဆုံးခဲ့ကြရပါတယ်1945ခုနှစ်နှစ်ကုန်ပိုင်းမှာတော့တေဆုံးသူအရေအတွက်ဟာတသိန်း4000ကျော်အထိ တက်သွားခဲ့ပြီးတော့အဲ့ဒီလူတွေဟာပြင်းထန်တဲ့ဒဏ်ရာတွေမီးလောင်ဒဏ်ရာတွေနဲ့တေဆေနိုင်တဲ့ဒဏ်ရောင်ကြီးတင့်မှုတွေကြောင့်ပြင်းထန်တဲ့ဝေဒနာတွေကိုခံစားကြရရင်တေဆုံးခဲ့ကြရပါတယ်တောင်းရဲ့အကြံမှာတော့ fat man လို့အမည်ရတဲ့ ပလူတိုနီယံဘုံးတလုံးကိုနာဂါဆာကီမြို့ပေါ်သို့ထပ်မံကျဲချခဲ့ပါတယ်။မြို့ရဲ့6.8စတူယန်ကီလိုမီတာလောက်ပျက်စီးခဲ့ရပြီးတော့1945ခုနှစ်နှစ်ကုန်ပိုင်းမှာလူပေါင်း9400ခန့်ထပ်မံတည်ဆုံခဲ့ရပါတယ်။ဘုံးရဲ့ဗဟိုချက်မှာအပူချိန်4000ဒီဂရီစင်တီဂရိတ်ထိမြင့်တက်ခဲ့ပြီးတော့အဆောက်အဦတွေအရေးပြောကြခဲ့ရပါတယ်။အနီးနားကလူတွေအလုံးအငွေ့ပြန်ကတည်ဆုံးခဲ့ရပြီးတော့မကြခင်မှာပဲတိမိသမ ्या ကိုအစိတ်တင့်စေတဲ့အနက်ရောင်အဆစ်မိုးတွေအဆက်မပြတ်ရွာချခဲ့ပါတယ် နာဂါဆာကီမြို့တစ်ခုထဲမှာပဲလူပေါင်း9400ခန့်တေဆုံးခဲ့ရပြီးတော့ဒီဘုံနှလုံးရဲ့ပောက်ကွဲမှုကြောင့်ချက်ချင်းတေဆုံးသူစုစုပေါင်းဟာ2300ကျော်အထိရှိခဲ့ပါတယ်။ဓမ္မဥချင်းပြစ်ပွားခဲ့တဲ့ဒီကတ်ဆိုးကြီးဟာပြင်ပတ်ဒေသတွေကအခြေခံအဆောက်အုံတွေအားလုံးကိုကျေမွတ်သွားစေခဲ့ပါတယ်။ဟီရိုရှိမာမြို့မှာတော့ဆီယဝင်းနဲ့တူနာပြုတ်အများစုတေဆုံးသွားကြတာဒါမှမဟုတ်ပြင်းထန်စွာဒဏ်ရာရရှိထားတာတွေကြောင့်မူလကဈေးရုံ45ရုံရှိရမှာ3ရုံသာလေပတ်နိုင်ပါတော့တယ်။ ဒါပေမဲ့လုံလောက်တဲ့ဆေးဝါးနဲ့ဆရာဝန်သူနာပြုအင်အားမရှိပါဘူး။တန်ရရသူအများစုဟာကြောက်မက်ဖွဲရမီးလောင်တန်ရတွေနဲ့စိတ်တန်ရတွေကိုခံစားခဲ့ကြရပါတယ်။ဆေးဘက်ဆိုင်ရာကူညီတွေကိုလည်းချက်ချင်းမပေးနိုင်တော့ပါဘူး။ပထမဆုံးကူညီကယ်ဆယ်ဖို့ရောက်ရှိလာကြတဲ့သူတွေတောင်တည်ဆုံးသူတွေထဲမှာပါဝင်နေခဲ့တာကြောင့်나이ပေါင်းများစွာကြာတဲ့အထိကူညီဆောက်ရှောက်မှုတွေမပေးနိုင်ခဲ့ကြပါဘူး။ နောက်ပိုင်းမှာမြို့ရင်းတို့ဝင်ရောက်ကူညီခဲ့ကြတဲ့သူတွေဟာလည်းရေဒီယိုတက်တိကျတက်ရောက်ကြီးအစိတ်သိမှုကြောင့်ထပ်မံသိဆုံးခဲ့ကြရပါတယ်။နာဂါဆာကီမှာမျက်မြင်သက်သေတဦးရဲ့အဆိုအရလူတွေဟာခန္ဓာကိုယ်တွေမီးလောင်နေတဲ့အတွက်ပျော်ရွှင်စိတ်တွေလိုမျိုးထွက်ပြေးနေကြပြီးစပင်းတွေကလည်းထောင်မတ်နေတယ်လို့ပြန်လည်ပြောကြားခဲ့ပါတယ်။ဒါ့အပြင်ဘုံကျဲပြီးနောက်ပိုင်းရက်တွေမှာတော့လူတွေအလောင်းပေါင်းများစွာကိုမိသကြုံမှုတွေပြုလုပ်ခဲ့ကြရပါတယ်။ ဒီပုံကျဲမှုနှစ်ခုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ပျက်စီးမှုပမာဏနဲ့တေချေပျက်စီးမှုတွေဟာကမ္ဘာကိုအံ့အားသင့်စေခဲ့ပါတယ်။ဟီရိုရှိမားမြို့ဟာအနုပြုပုံနဲ့ပထမဆုံးအချိန်ဖြစ်စီးခံခဲ့ရတဲ့မြို့ဖြစ်လာပြီးတော့နာဂါဆာကီမြို့ကတော့ဒုတိယနဲ့ဒီနေ့အချိန်ထိနောက်ဆုံးမြို့ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီကက်ဆိုးကြီးဟာဒုတိယကမ္ဘာစစ်အပြီးဂျပန်နိုင်ငံလက်နက်ချပြီးတဲ့နောက်ပိုင်းအထိအဆုံးသတ်သွားခြင်းမရှိသေးပါဘူး။ပုံကျဲမှုရဲ့နောက်ဆက်တွဲစိုးကျိုးတွေကိုဆယ်စုနှစ်ပေါင်းများစွာကြာအောင်ဆက်လက်ခန်းစားခဲ့ကြရပါတယ် ဟီရိုရှိမားနဲ့နာဂါဆာကီကလွတ်မြောက်လာကြတဲ့သူတွေကိုဟီဘာကရှာလို့ခေါ်ကြပြီးသူတို့ဟာတသက်သာဂျမ်းမာကြီးပြဿနာတွေကိုရင်ဆိုင်ခဲ့ကြရပါတယ်1945ခုနှစ်နောက်ပိုင်း9နှစ်မှ6နှစ်အကြာမှာတော့ဆီယဝင်တွေကအသက်မသေးပဲလွတ်မြောက်လာတဲ့သူတွေမှာသွေးကင်ဆာဖြစ်ပွားမှုနှုန်းရုတ်တရက်မြင့်တက်လာတာကိုသတိထားမိခဲ့ကြပါတယ်နောက်ထပ်ဆယ်နှစ်ခန့်အကြာမှာတော့အခြားကင်ဆာရောဂါတွေဖြစ်ကြတဲ့ thyroid ကင်ဆာ၊ရင်သားကင်ဆာနဲ့အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်းတွေမြင့်တက်လာခဲ့ပါတယ်။ ဒီကင်ဆာယောဂါတွေဟာ10နှစ်အနှစ်20တခါတရံအနှစ်30အထိကြာမြင့်ပြီးမှပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်နျူကလ িয়ার ရေဒီယိုတတိကြွအစိတ်သိမှုကြောင့်ဖြစ်ပေါ်လာတဲ့ပျက်စီးမှုဟာနှေးကွေးပင်မဲ့လေဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။ဒီအရာဟာဆယ်သုနှစ်များစွာပုံကွယ်နေပြီးလွတ်မြောက်လာသူတွေရဲ့ခန္ဓာကိုယ်အတွင်းက DNA ကိုတဖြည်းဖြည်းဖျက်ဆီးနေတဲ့အစိတ်တစ်မျိုးနဲ့တူပါတယ်။ ပေါက်ကွဲမှုဗဟိုချက်အနီးမှာရှိနေခဲ့ကြတဲ့ကိုဝင်ဆောင်မိခင်တွေဟာလည်းကိုဝင်ပြက်ကြခြင်းကိုလက်အင်ကာချွေရင်းတဲ့ကလေးတွေမွေးဖွားခြင်းညံ့အိမ်မမီဖြစ်ပြီးတာမန်ထက်ဥကောင်းတင်းငယ်တဲ့ကလေးတွေမွေးဖွားခြင်းစတဲ့ဝေဒနာတွေကိုခံစားခဲ့ကြရပါတယ်။မျိုးဆက်ပေါင်းများစွာကြားတဲ့တိုင်အောင်လွတ်မြောက်လာသူတွေနဲ့သူတို့ရဲ့မျိုးဆက်တွေဟာကင်ဆာရောဂါနဲ့မျိုးရိုးဗီဇဖောက်ပြန်ပြောင်းလဲမှုတွေကိုဆက်လက်ကြုံတွေ့နေကြရပါတယ်။ လူသားတွေဟာသူတို့နေထိုင်ရာကဘာကြီးကိုတခဏအတွင်းမှာပဲသူတို့ကိုယ်တိုင်ဖျက်ဆီးပစ်နိုင်ကြောင်းသိရှိလာခဲ့ပါတယ်။ဒီဘုံကျဲမှုတွေအပြီးဆယ်စုနှစ်များအတွင်းနိုင်ငံပေါင်းများစွာကနျူကလ িয়ার စမ်းသပ်မှုပေါင်း900ကျော်ကိုမြေပြင်အထက်မှာစမ်းသပ်ခဲ့ကြပါတယ်။မြင်တော့ပြောရမယ်ဆိုရင်တော့ဒီဆက်သက်မှုတွေကထွက်ရှိလာတဲ့ရေဒီယိုတက်တိကြွဓာတ်ရုပ်ပြတွေဟာမြေစီလွာပြားမြင့်များနဲ့သမုတ်တရားများကိုညဉ့်ဉန်းစေပြီးတော့ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ကလေးတွေရဲ့သွားတွေကိုတောင်ပျက်စီးစေခဲ့ပါတယ် 1962ခုနှစ်တနှစ်ထဲမှာပဲတကမ္ဘာလုံးမှာနျူကလ িয়ার ဆန်းသတ်မှုပေါင်း188ကြိမ်ပြုတ်လုခဲ့ပါတယ်။ရေဒီယိုတတိကြွညဉ့်ညမ်းမှုတွေဟာအလွန်ထိတ်လန့်ပွဲရာကောင်းတဲ့အတွက်တကမ္ဘာလုံးကလက်မခံနိုင်ကြတော့ပါဘူး။1963ခုနှစ်မှာတော့မြေပြင်အထက်မှာနျူကလ িয়ার ဆန်းသတ်မှုတွေကိုတားမြစ်တဲ့စာချုပ်ကိုချုပ်ဆိုခဲ့ကြပါတယ်။ ဂျပန်နိုင်ငံကပေးတဲ့သင်ခန်းစာကြောင့်နျူကလ িয়ার လက်နက်တွေဟာကမ္ဘာလုံးဆိုင်ရာတားမြစ်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။1945ခုနှစ်ကတည်းကဘယ်နိုင်ငံကမှအဲ့ဒီစီးကိုထပ်မကျော်ရဲကြတော့ပါဘူး။ဟီရိုရှိမားနဲ့နာဂါဆာကီတို့ကသင်ခန်းစာကောင်းကောင်းပေးခဲ့ကြပါပြီ။ ဒီနေ့အချိန်မှာတော့ဘယ်သူမှဆိုနျူကလ িয়ার လက်နက်တွေကိုထပ်ပြီးတော့မှအသုံးပြုမယ်ဆိုရင်တော့ကမ္ဘာတဝန်းလုံးရဲ့ရှုံချခြင်းကိုခံရမှာဖြစ်ပြီးတော့ဒုတိယကမ္ဘာစစ်ကာလတုန်းကဂျာမနီဂျပန်နဲ့အီတလီနိုင်ငံတွေကိုမုန်းခဲ့တယ်လို့မျိုးတကမ္ဘာလုံးရဲ့မုန်းတီးခြင်းကိုခံရမှာဖြစ်ပါတယ်။ဒီတားမြစ်ချက်ကိုချိုးဖောက်ပြီးတော့နျူကလ িয়ার စစ်ပွဲကြီးဖြစ်လာမှာကိုဘယ်နိုင်ငံကမှမလိုလားကြပါဘူး။ ကိုရီးယားစစ်ပွဲ BNN စစ်ပွဲအာဖဂန်နစ္စတန်မှာဖြစ်ပွားခဲ့တဲ့ဆိုဗီယက်စစ်ပွဲတွေအပြင်အရင်ကဖြစ်ပွားခဲ့တဲ့အိန္ဒိယပါကစ္စတန်ပြည်ပခန့်တွေမှာတော့မှအစွန်းရောက်တဲ့ခေါင်းဆောင်တွေဟာနျူကလ িয়ার အသုံးပြုဖို့စဉ်းစားခဲ့ပေမဲ့လည်းအဆုံးမှာတော့အားလုံးနောက်ဆုတ်သွားခဲ့ကြပါတယ်ပေကောင်းဆောင်ပဲဖြစ်ဖြစ်ဘလောက်ပဲရက်ဆက်ကြမ်းကြုတ်တဲ့သူဖြစ်ပါစေဒီစီမင်းကိုဘယ်သူကမှမချိုးဖောက်ခဲ့ကြပါဘူးဒါပေမဲ့အခုချိန်မှာတော့ ပါကစ္စတန်နိုင်ငံရဲ့အစွန်းရောက်ဝါဒနဲ့မတည်ငြိမ်မှုတွေဟာအိန္ဒိယနိုင်ငံကိုသာမကဘဲနဲ့တကမ္ဘာလုံးကိုပါဓာတ်သွားထိပ်ပေါ်ကိုတင်ပေးလိုက်ပြီးဖြစ်ပါတယ်။အိန္ဒိယကပါကစ္စတန်ရဲ့နျူကလ িয়ার လက်နက်တူလောင်ရုံတွေကိုတိုက်ခိုက်ခဲ့တဲ့လောက်ရဟာတကမ္ဘာလုံးကိုနျူကလ িয়ার ကပ်ဘေးဆိုကြီးဖြစ်ပေါ်လာမဲ့အချိန်တွေကနေအချိန်မီကဲတင်နိုင်ခဲ့ပါတယ်။ ဒီလောက်ဆောင်ချက်ဟာနျူကလ িয়ার စစ်ပွဲတွေတက်မဖြစ်လာအောင်တားဆီးနိုင်မယ်လို့အပြည့်အဝအာမခံလို့မရပေမဲ့လေအခုအချိန်မှာတော့နိုင်ငံတိုင်းဟာနျူကလ িয়ার စစ်ပွဲကြီးဖြစ်လာခဲ့မယ်ဆိုရင်ကမ္ဘာကြီးဘလို့ပျက်စီးသွားနိုင်တယ်ဆိုတာကိုသိရှိခဲ့ကြပြီးသားဖြစ်ပါတယ်လို့တင်ပြရင်းဏိကုံးချုပ်လိုက်ပါတယ်အဆုံးအထိကြီးစုနားဆင်ပေးခဲ့ကြတဲ့တူဦးတယောက်ချင်းစီကိုကျေးဇူးတင်ကြောင်းပြောပြစီမိတ်ဆွေကအခုလိုမျိုးနိုင်ငံတကာစစ်ရေးသတင်းတွေနဲ့ ခင်ဗျစစ်လက်နက်ပစ္စည်းတွေအကြောင်းကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Inside Digest YouTube Channel ကို Subscribe လုပ်ထားပြီးတော့ပေးနာက Notify ခေါင်းလောင်းလေးကိုနှိပ်ပေးထားခဲ့ကြဖို့ပြောချင်ပါတယ်။နောက်ထပ် Video တွေမှာပြန်လည်ဆုံတွေ့ကြပါစို့လားဗျာ။